အားလုံးပဲမင်္ဂလာပါရန်ကုန် Insight Channel ကပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ Facebook မှာဗီစာတက်တာအောင် Video Auto Play Mode ပိတ်ခြင်းအကြောင်းလေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရန်ကုန် Insight Channel မှာ Facebook နဲ့နှီးပညာဆိုင်ရာ Tutorial Video လေးများကိုနေ့စဉ်တင်ဆက်ပေးနေတာကြောင့်အမြဲတမ်းကြည့်ရှုနိုင်ရန် Channel လေးကို Subscribe လုပ်ပေးထားကြပါဦးနော် တင်သမျှဗီဒီယိုလေးတွေကိုလည်းမလွတ်သွားရအောင်ခေါင်းလုံးလေးကိုဖွင့်ထားပေးပါခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ရဲ့ Facebook new feed မှာဗီဒီယိုတွေတက်လာတဲ့အခါမှာအဲဘယ်လိုပြောရမလဲဗီဒီယိုသူ့အတူအလိုလျောက်ပေါ့ auto play နေတာမျိုးဂျုံတွေ့ဘူးကြာမှာပါဟုတ်ကဲ့အဲ့လိုမျိုး auto play တာဗီဒီယိုတွေ auto play နေတော့ကျွန်တော်တို့ဘေးကို ပို့စားမှာပါကျွန်တော်တို့အဲ့ဗီဒီယိုဖွင့်မကြည့်လဲသူကဗီဒီယိုတွေအော်တိုပလေးနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ဗီဒီယိုပို့စားစီပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်အဲ့အော်တိုပလေးမှုသင်တို့ရဲ့အဲဖိဒမှာပွင့်နေခဲ့ရင်ကျွန်တော်ဘယ်လိုပိတ်ရမလဲဆိုတာကိုကျွန်တော်ပြသွားမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်လုပ်တဲ့အတိုင်းလေးလိုက်လုပ်ပေးကြပါဒီမှာကျွန်တော်တို့ Facebook application တွေကိုဝင်ရောက်ပေးပါခင်ဗျာ။ဒီကျွန်တော် Facebook တွေကိုရောက်တဲ့အခါမှာကျွန်တော်တို့အချောင်းလေး၃ချောင်းအောက်ဆုံးမှာရှိပါတယ်။တချို့ဖုန်းတွေမှာတော့အချောင်းလေး၃ချောင်းအပေါ်မှာရှိပါတယ်ခင်ဗျာ ောင်းလင်းသုံးချောင်းကိုနှိပ်ပေးပါဟုတ်ကဲ့ပါအဲချောင်းလင်းသုံးချောင်းကိုနှိပ်ပြီးပါကျွန်တော်ဒီနေရာကိုရောက်သွားလိမ့်မယ်ခင်ဗျာပြီးရင်ကျွန်တော်တို့အောက်ဆုံးရဲ့အပေါ်မှာ settings and privacy ဆိုတာရှိပါတယ်ခင်ဗျာအဲ့ဒါလေးကိုနှိပ်ပေးပါပြီးရင်ကျွန်တော်တို့အဲ့ဒါကိုနှိပ်လိုက်ချင်းချင်း setting ဆိုတာကြာလာပါလေ setting ကိုတစ်ချက်နှိပ်ပေးပါအခုကျွန်တော်ဒီနေရာကိုရောက်သွားပါလိမ့်မယ်ဒီနေရာကိုရောက်သွားရင်ကျွန်တော်အောက်ကိုဆင်းပါခင်ဗျအောက်ကိုဆင်းပါကျွန်တော်ပြေးဖို့အတွက်အဲ့ဒီနေရာကိုရောက်ဖို့အတွက် အောက်ကိုဆင်းပြီးပါ Okay okay ပါအဲကျွန်တော်ဒီမှာ media and contact ဆိုတာတွေ့ပါလိမ့်မယ် media and contact ကိုတွေ့ရင်အောက်မှာ video and photo ဆိုတာကိုတွေ့ပါလိမ့်မယ်အဲ video နဲ့ photo တွေဝင်ရောက်ပေးပါခင်ဗျာဟုတ်ပြီကျွန်တော်တို့ဒီမှာအဲကျွန်တော်တို့ video setting ဆိုတာနှစ်ခုရှိတယ် upload hd နဲ့ auto play ဆိုတာရှိတယ်ဟုတ်ကဲ့ဒီမှာကျွန်တော် auto play တွေဝင်ပေးပါ ကျွန်တော်ဒီနေရာမှာတစ်ချက်ရှင်းပြခြင်းပါတယ်ကျွန်တော်တို့ဒီမှာကပထမဆုံးအပေါ်မှာကျွန်တော်အမှန်ချစ်တာတဲ့ဟာ on mobile data and wifi connection ပေါ့ကျွန်တော်တို့ mobile data အခြေအနေနဲ့ wifi ချိတ်ထားတဲ့အခြေအနေမှာသူကဗီဒီယိုကျွန်တော်တို့ဗီဒီယိုတစ်ခုကကျွန်တော် new feed form မှာတက်လာတယ်အဲ့ချိန်မှာသူက automatic play လုပ်နေပါတယ်ကျွန်တော်တို့ဝင်မကြည့်ဘူးဆိုရင်တော့သူက automatic လုပ်နေပါတယ်ဟုတ်ကဲ့ဒါလေးကတော့ အောက်ကတစ်ခုကတော့ wifi connection only ကျွန်တော် wifi ချိန်ထားတဲ့အချိန်မှာပဲအဲ movie ဝတ်တာလည်း video က auto play လုပ်မှာပါအောက်ဆုံးကတော့ကျွန်တော်ဒါကို paid တယ်နေဖြစ်ပါတယ် never auto play video ကျွန်တော် new fee မှာပဲ wifi connection ပဲဖြစ်ဖြစ် mobile data ပဲဖြစ်ဖြစ်ပဲချိန်နေပဲဖြစ်ဖြစ်ကျွန်တော်တို့ဝင်အဲ့ video ဝင်ရောက်ကြည့်ရှုမှလားကျွန်တော်တို့ video ကို play မှုနဲ့ကြည့်နိုင်မှာဖြစ်ပါတယ်ဒီတိုင်းကတော့ auto play ဖြစ်သွားမှာမဟုတ်ပါဘူးကျွန်တော်ဒါရွေးပေးပါမယ်ဒါကတော့ပိတ်တဲ့နေလေးပါအားလုံးလည်းဒီ never auto place video ကိုရွေးပေးကြပါပိတ်ချင်တယ်ဆိုရင်တော့ဟုတ်ကဲ့ပါအဲဒီ video နဲ့ပတ်သက်ပြီးတော့သိချင်တာများကိုလည်းကျွန်တော်ရဲ့အောက်က comment box မှာရေးထားပေးလို့ရပါခင်ဗျာကျွန်တော်ဗီဒီယိုလေးကိုကြည့်ပြီးအားလုံးပဲနှစ်သက်ကြမယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုချန်နေတဲ့တဲ့ဆိုရင် like share နဲ့ subscribe လေးလုပ်ပေးထားရပါဦးခင်ဗျာကျေးဇူးများကြီးတင်ပါတယ် ားလုံးကျန်းမာရွှင်လန်းကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်။နောက်မှတွေ့ကြတာပေါ့။